မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အထွေမလို့သားသတင်းကိုဖော်ပြပေးပါမယ်2025ခုနှစ်ဇွန်လ28ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ6:00ချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ ၄နိုင်ခွဲချိန်တိုင်းထွာချက်တွေရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံတွေအားကောင်းနေတာကြောင့်၎င်းအရှိဘက်ကလာတဲ့ရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းအနောက်ဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းဒီနေ့ညနေကနေ၄ရက်9လ2025အတည်းမှာတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်မှာနေရာကျဲကျဲနဲ့နေပြီးတော့ရောင်တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအီရိုင်တိုင်းဒေသကြီးတရင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ် ယ်မခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာဆိတ်ဆိတ်ကနေနေရာအနှံ့ပြမိုးတဲကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးတော့မိုးကြီးပါမယ်။မြမကန်ရန်တရှောင်းနယ်ကမ်းလွန်ပင်လယ်ပြင်မှာတခါတရံမိုးသက်လေပြင်းကြရောက်ပြီးလှမ်းကြီးပါမယ်။မိုးသက်လေပြင်းကြရောက်စဉ်မှာတော့ရေပြင်းမြေပြင်းလေပြင်းဟာတနအီကို35မိုင်ထိတိုက်ခတ်ပါမယ်။လှိုင်းမြဟာမြမကန်ရန်တရှောင်းနယ်ကမ်းလွန်ပင်လယ်ပြင်မှာ73ဘေးကန်ရှိပါမယ်။ မိုးတဲ့တန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတဲ့ကြုံတာမိုးကြိုးပြတာလျက်စည်းလက်တာမိုးတိကျွေတာလျက်ရပြည့်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘောဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသမှာရှိတဲ့ကုမြင့်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင်းငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်ရင်းရေချောင်းသွာလာရေးလေချောင်းပြန်တမ်းရေးနဲ့ဆံမြောင်းတာမန်တွေအနေနဲ့လည်းလူအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့လည်းမြင်းကလေးသတင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ28ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ9:38နာရီ39မိနစ်90စက္ကန့်အချိန်မှာတော့နေပြည်တော်မြင်းကလေးစံကန်ကနေအရှိတောင်ဘန်2255မိုင်ကဝေးကွာတဲ့မြန်မာနိုင်ငံပြည်ပမစ်ဒါနောင်းဖိလစ်ပင်မြောက်လက်တီကျူမှာတော့ဂါရဒသမ3ဒီဂရီအရှိလောင်ကြီကျူ126ဒသမ1ကွန်ဒီဂရီအနက်66ကီလိုမီတာကပ်ကိုဗဟိုပြုလို့အင်အားရတာစကေ6ဒသမ10အစရှိတဲ့အင်အားပြင်းထန်တဲ့မြင်းတွေတခုလှုပ်ရှားသွားကြောင်းတိုက်ထွာရရှိပါရယ်။ ဆက်လက်ပြီးတော့လည်းရေကြီးခြင်းသတိပေးချက်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ28ရက်နေ့ဒီနေ့မနက်8:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်6:00နာရီခွဲချိန်တိုင်းထွာချက်တွေရချင်းနှင်းမြေဟာမော်လိုင်းမှာရင်းမြို့ရဲ့စိုးရင်ရင်မအောင်ပြဝဲကျော်မှာရောက်ရှိနေပါတယ်။အဆိုပါမြေကတော့နောက်တရက်အတွင်းမှာရင်းမြို့ရဲ့စိုးရင်ရင်မကိုရောက်ရှိပါမယ်။ဒီနေ့မြန်မာစံတော်ချိန်6:00နာရီခွဲချိန်တိုင်းထွာချက်တွေရချင်းနှင်းမြေဟာကလေးမြို့မှာရင်းမြို့ရဲ့စိုးရင်ရင်မအောင်နှစ်ပြည်ကျော်မှာရောက်ရှိပါတယ်။အဆိုပါမြေကတော့နောက်36နာရီအတွင်းမှာရင်းမြို့ရဲ့စိုးရင်ရင်မကိုရောက်ရှိပါမယ်။ဒီနေ့မြန်မာ စံတော်ချိန်6နာရီခွဲချိန်တိုက်ထွားချက်တွေရချင်းနေမြရာမင်းကမှရင်းမြွေရစွန့်ရင်မှအောင်တပေးခွဲကမှရောက်ရှိပါတယ်။အစပါမြေကတော့နောက်တည့်ရက်အတွင်းမှာရင်းမြွေရစွန့်ရင်မှကိုရောက်ရှိပါမယ်။ဒီနေ့မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုက်ထွားချက်တွေရချင်းနေမြရာမုံရွာမှာရင်းမြွေရစွန့်ရင်မှအောင်တပေးကမှရောက်ရှိပါတယ်။အစပါမြေကတော့နောက်တည့်ရက်အတွင်းမှာရင်းမြွေရစွန့်ရင်မှကိုရောက်ရှိပါမယ်။ဒါကြောင့်မော်လိုက်မြွေနဲ့ကလေးဝါမြွေနဲ့မင်းကမြွေနဲ့မုံရွာမြွေနဲ့အတွင်းမှာရှိတဲ့မြေကမ်းလေးနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့ကြိုတင်သတိပြုနိုင်ဖို့နဲ့မြေရင်မြင့်တက်ရဲ့အချိန်မီရှော ောင်ရှားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ် ဆက်လက်ပြီးတော့လည်းရေကြီးမှုအခြေအနေတွေကိုထပ်မံဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ28ရက်နေ့ဒီနေ့မနက်8:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်6:00နာရီခွဲချိန်တိုင်းထွာချက်တွေရချင်းနှမြေဟာ Homeland မြို့မှာရင်းမြို့ရဲ့စိုးရီမတ်တပ်ကိုနှလမကန်ရောက်ရှိပြီးတော့နောက်တရက်တွင်မှာစိုးရီမတ်အောက်ကိုပြန်လည်စားဆင်ပါမယ်။ဒီနေ့မြန်မာစံတော်ချိန်6:00နာရီခွဲချိန်တိုင်းထွာချက်တွေရချင်းနှမြေဟာဖောင်းမြစ်မှာရင်းမြို့ရဲ့စိုးရီမတ်တပ်ကိုပြေဝက်ခံရောက်ရှိပြီးတော့နောက်တရက်တွင်မှာ3:00နာရီကန်မြစ်တက်လာနိုင်ကရင်းမြို့ရဲ့စိုးရီမတ်တပ်ဆက်လက်တည်ရှိပါမယ်။ဒါကြောင့် Home ုလင်းမြို့နယ်အတွင်းမှာရှိတဲ့မြေကမ်းနီးနယ်မြေနေပိုင်းနေထိုင်သူတွေအနေနဲ့သတိပြုနေထိုင်မှုနဲ့ဖောင်းမြေမြို့နယ်အတွင်းမှာရှိတဲ့မြေကမ်းနီးနယ်မြေနေပိုင်းနေထိုင်သူတွေအနေနဲ့မေလိုရနေရာတွေကိုရှောင်ရှားဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့2025ခုနှစ်မိုးလေကာလအတွက်မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်မိုးလေကာလသတ်မှတ်ရမှာတော့2025ခုနှစ်မိုးလေကာလဟာ2025ခုနှစ်ဇူလိုင်လ1ရက်ကနေဩဂလ31ရက်နေ့မြန်မာတက်ကတဲ့1388ခုနှစ်ဝါဆိုလာဇန်9ရက်နေ့ကနေတော်တလင်လာဇန်9ရက်နေ့အထိလည်းဖြစ်ပါတယ်။မင်္ဂလာပင်လောအချိန်ဒီမှာတော့လေပြင်းအားနှဲရှောင်းဝန်၄ချိန်ဖြစ်ပေါ်ပြီးတော့2ချိန်ကတော့ပုံမအားကောင်းလာကမိုးတိုင်းခင်ဖြစ်ကိုရောက်နေပါတယ်။အနောက်တောင်မုတ်တုံလေးကတော့ ောက်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတော့ အားအသင့်တင့်ကနေအားကောင်းပါတယ်။မိုးရွာသွန်းမှုအခြေအနေကတော့ရောင်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ERI တိုင်းဒေသကြီး၊တရိုင်းတိုင်းဒေသကြီးမှာတော့ရွာသွန်းမြက်အောင်ရွနဲ့နေနိုင်ပြီးတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့ရွာသွန်းမြက်ကမုထေချုံရွာသွန်းပါမယ်။မြည်ရအခြေအနေကတော့မိုးလေကာလဇူလိုင်လနဲ့ဩဂတ်လမှာတော့ ERI မြည်ရဗမော၊ရွှေကူ၊ကတားတပိတ်ချင်းမန္တလေးမြို့စကိုင်းမြင်းပုံပခုတ်ကူညာဦး၆မင်းပုံမကွေးအောင်လန် ြီစိတ်သာမှာတော့တစ်ကြိမ်ကန်းစီရင်းဒရနဲ့ဇလုံးမှာတော့နှစ်ကြိမ်ကန်းစီချင်းရင်းမြေကတော့ခန်းနီးဟုံးလဲဖောင်းပြင်ပေါ်လိုက်ကလေးဝမင်းကကဏီနဲ့မုံရမျိုးမှာတော့တစ်ကြိမ်ကန်းစီမြစ်တာမြေကတော့ကလေးမျိုးမှာတစ်ကြိမ်ကဒေါထရီမြေဟာမြင်းငယ်မျိုးမှာတစ်ကြိမ်ကစစ်တောင်းမြေဟာတောင်ဝမှာတစ်ကြိမ်ကနဲ့မာရောင်မျိုးမှာနှစ်ကြိမ်ကရွှေချင်းမြေကတော့ရွှေချင်းမျိုးမှာတစ်ကြိမ်ကပုဂိုးမြေဟာပုဂိုးမျိုးမှာတစ်ကြိမ်ကတန်လင်းမြေဟာဖအံမှာနှစ်ကြိမ်ကတောင်ရင်မြေကတော့မြောက်ရီမျိုးမှာနှစ်ကြိမ်ကငဝင်မြေဟာငတိုင်းချောင်းမျိုးနဲ့တာပေါင်းမျိုးနယ်တွေမှာတော့ ပသိမ်မျိုးတွေမှာတော့တကြင်ကန့်စီတိုးမြေကတော့မအုပ်ပင်မှာတကြင်ကန့်နဲ့ဘေးလင်းမြေကတော့ဘေးလင်းမျိုးမှာတကြင်ကန့်ရင်းမျိုးတွေရဲ့စိုးရင်ရင်မှအသေးသေးထက်ကိုကြုံလွန်ရောက်ရှိနိုင်ပါတယ်။2025ခုနှစ်ဇူလိုင်လလပတ်အတွက်မူလဝတ္ထခံမှန်းချက်မှာတော့ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်မှာလေပြင်းအားနဲ့ရောင်ဝနှစ်ကြိမ်ဖြစ်ပေါ်ပြီးတော့တကြိမ်ကတော့ပုံမအောင်ကောင်းလာကမုန်တိုင်းငယ်ဖြစ်ကိုရောက်ရှိပါမယ်။အနောက်တောင်ဘုံတုံလေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်မှာအားတင်းတင်းကနေအားကောင်းပါမယ်။မူရတုံမှုအခြေအနေကတော့ ရောင်တိုင်းဒေသကြီး၊မကွေတိုင်းဒေသကြီး၊အရာရတိုင်းဒေသကြီး၊လင်းနိုင်တိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်မှာရွာသွန်းမြင့်အောင်ရုံးနေပြီးတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာရွာသွန်းမြင့်ခန့်မိုးထည့်ကြုံရွာသွန်းပါမယ်။ရောင်တိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အေရဝတီဒေသကြီး၊ဒရင်နိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့23ရက်ကနေ29ရက်ခန့် နေပြီးတော့မန္တလေးတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ဘက်မှာတော့15ရက်ကနေ22ရက်ခန့်နဲ့မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ဘက်မှာ10ရက်ကနေ14ရက်ခန့်မိုးထစ်ကြုံရွာသွန်းပါမယ်။ 2025ခုနှစ်ဇူလိုင်လအတွင်းအရာရီမြေကတော့ဗမော်ရွှေကူကတာတပေးချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကိုညောင်းဦး6မင်းမူမကွေအောင်နိုင်ပြည်စိတ်သာဟင်္ဒရာနဲ့စလုံးမှာတော့တကြိမ်ကစီချင်းနီမြေကတော့ခန်းနီဟ ோம் နဲ့ဖောင်းမြင်မော်လိုက်ကလေးဝမင်းကင်ကဏီနဲ့မုံရမှာတော့တကြိမ်ကစီဒုထောက်ရီမြေဟာမြင်းငယ်မှာတကြိမ်ကစစ်တောင်းမြေဟာတောင်မုန်နဲ့မားတော့မှာတကြိမ်ကစီရွှေချင်းမြေကတော့ရွှေချင်းမြို့မှာတကြိမ်ကပဲခူးမြေဟာပဲခူးမှာတကြိမ်ကတာလီမြေကတော့ဖမ်းမှာတကြိမ်ကတောင်ရင်မြေကတော့မြောက်ရီမှာတကြိမ်ကငဝုံမြေကတော့ ငတိုင်းချောင်းမှာတကြိမ်ကန်တွုံးမြေကတော့မဥပင်မှာတကြိမ်ကန်နဲ့ဘေးလင်းမြေကတော့ဘေးလင်းမှာတကြိမ်ကန်ရင်းမျိုးတွေရဲ့စိုးရိမ်မှတ်အထက်အသေးသေးကိုကျော်လွန်ရောက်ရှိနိုင်တယ်လို့ခန့်မှန်းခဲ့တာဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့လဲဂျွန်လာ29ရက်အတွက်မလို့သားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ပင်လားပင်လောအချိန်ဒီမှာတော့ကပ်လီပင်လေပင်နဲ့ပင်လားပင်လောမှာတိုင်အင်းတင်းတင်းကနေတည်ယူတတ်ပြီးတော့မုတ်တုံလေးဟာအားကောင်းရကနေအားလုံးကောင်းပါတယ်။ပင်လေပင်ချင်းလေးကရခိုင်ကမ်းရံမြဝကြုံပေါ်ဒေသနဲ့မိုးဒမကွေမှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနအိုင်ကို25မိုင်ကနေမိုင်30ခန့်တိုက်ခတ်ပြီးတော့လှိုင်းတင်းတင်းကနေလှိုင်းကြည့်ပါမယ်။တင်းတိုင်ကမ်းရံမှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအိုင်ကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်ပြီးလှိုင်းတင်းတင်းရှိပါတယ်။မိုးချင်းလေးကတော့နေပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ် ကျင်းပြည်နယ်ကရင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာနေရာအနှံပြမိုးထစ်ကြုံရွာသွန်းပြီးတော့စကိုင်းတိုင်းမန္လေးတိုင်းဒေသနာတွေတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်မှာတော့နေရာစိတ်ဆင်မိုးထစ်ကြုံရွာသွန်းပါမယ်။အေရီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်ကျင်းပြည်နယ်ကရင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာနေရာကွက်ပြီးတော့မူကြီးပါမယ်ရှင်။ ဆက်လက်ပြီးတော့မိုးလေဝသအခြေအနေသတိပေးချက်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ29ရက်ထုတ်ပြန်ကြရတော့နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ခန့်မှန်းချက်အရကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းလေကောင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အလယ်ပိုင်းမှာတင်အသင်းတွေကနေတင်ယူတက်ပြီးတော့မုတ်တုံလေအားကောင်းရကနေအားလုံးကောင်းပါတယ်။ဒီနေ့တိုက်တာချက်ရတော့ဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းလေကောင်းနဲ့ဆက်ဆက်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပင်နယ်နဲ့ဗီရာတိနိုင်ငံအနီးဝန်းကျင်မှာဇွန်လ29ရက်အတွင်းလေပြင်းအားနဲ့ရောင်းတခုဖြစ်ပေါ်ပါမယ်။အဆိုပါလေပြင်းအားနဲ့ရောင်းကတော့အနောက်အနောက်မြောက်ဘက်ကိုဦးတည် ရွေးရှားလာမယ်30ရည်နှစ်မှာပုံမအောင်ကောင်းပါမယ်မိုးလေဝသမော်ဒယ်ရဲ့ခံမှန်းချက်အရအစူပါလီဖီအားနဲ့ရောင်ကတော့မွန်တိုင်းငယ်အစဉ်ကိုအောင်ကောင်းနိုင်ခြင်းမရှိကြောင်းခံမှန်းထားပါတယ်လီဖီအားနဲ့ရောင်ရဲ့ဖြစ်ပေါ်တိုးတက်မှုအခြေအနေကိုလည်းပဲဆက်လက်စောင့်ကြည့်ဖို့လိုအပ်တယ်လို့ဆိုပါတယ်အစူပါလီဖီအားနဲ့ရောင်ရဲ့အရှင်ကြောင့်ပဲလာမယ့်48နှစ်အတွင်းမှာမြန်မာနိုင်ငံအနှံ့အပြားမှာမိုးရွာသွန်းနိုင်ပြီးတော့အထူးသဖြင့်ရခိုင်ပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းပဲခူးတိုင်းကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့တရင်းနိုင်တိုင်းမှာတော့နေရာဆိတ်ဆိတ်ကနေနေရာအနှံ့အပြားမှုထွက်ကြုံရွာသွန်းပါ င်နဲ့မိုးကြီးတာနဲ့ဆက်ဆက်ဖြစ်ပေါ်လေရှိတဲ့မြေပြိုတာကမ်းပြိုတာမြေကြီးတာနဲ့ပြည့်ရပြည့်ရည်လွမ်းမိုးတဲ့အန္တရာယ်တွေကိုသတိပြုနိုင်ဖို့အသိပေးလာခဲ့တာဖြစ်ပါတယ်ရှင်။